ဟောစကိုင်းမင်္ဂလာပါဒီတစ်ခါတော့ရွှေလောကစင်လောကတွေကနေပြီးတော့အမနေမြေရှိလာတဲ့ဒီဒုံဒုံလေးဆိုတဲ့အမတယောက်ပေါ့သူကတော့ကားလုံးငန်းတွေကိုလော်ပြီးမှကပွေးစားပုံစံမျိုးဟောပေါ့နော်အဲ့ဒါလုံနေတာဒီကားလောကရဲ့ဂျင်းကောင်တွေကနေပြီးတော့ဂျင်းတဆင်းပြန်ထပြီးမှပွေးဖြစ်နေတဲ့ပြဿနာလေးတွေပေါ့နော်အဲ့ဒါကိုသူပောက်ကွဲတိုင်းနဲ့ဘလို့ပြောထားလဲဆိုတာကြည်မာတကား ဒီအာညီနဲ့တယောက်ရဲ့အာအကျန်းအာပြုချက်လေးကိုလည်းနောက်ထောင်ရမှာပါဆိုတော့ဒီပြုမဲ့လေးကိုဆွအောင်ကြည့်အောင်နော်โอเค let's go တအားကြောင့်နေကြရလားဟလာဘွန်ဘာရောဘာကောင်းမကြီးဆိုတာအရင်လေးလာအောင်လေးလာပြီးမှလုံးနော်ပတ်စံပေးပြီးတော့ဘယ်မှမသိတဲ့ပေတို့တင်ခိုင်းမယ်ဆိုရင်လဲနော်ကျမဘာကောင်းမကြီးလဲဆိုတာကိုအရင်သိအောင်လုပ်ပြီးမှ က်လာခဲ့နေပါကောင်းလဲငါပါကောင်းလဲကျမလည်းကောင်းလဲမရှိတဲ့ကောင်းမပြောရတာပဲကြည်နေတာကြည်နေတာမပြောသေးဘူးဒါပေမဲ့အခုကကြတော့စီးဆိုတာရှိတယ်လေစီးဆိုတာနေပါကောင်းလဲငါပါကောင်းလဲပြောကြတာပဲနော်ဘာအတွက်လဲနော်ဘောင်ရှိတယ်စီးဘောင်ရှိတယ်စီးဘောင်ကြော်လာရင်တော့ဘယ်သူမှနော်လက်လည်းမခံဘူးဂယူးလည်းမဆိုင်ဘူးကျမဆိုရဲကောင်မလေလောကမှာအကုန်လုံးဘင်းနေကြတာဒီနေသားရောက်လာတဲ့ကောင်မအเจ้าမဲ့တက်တက်ရောက်လာတာမဟုတ်ဘူး နော်စီးရှိတယ်ဘောင်ရှိတယ်နော်အခုခင်မှာဆိုအကုန်လုံးလို့ရလှုပ်ချင်တာလေအကုန်လုံးလို့ရတဲ့ခေနော်လုံးလို့ရတဲ့ခေဒါပေမဲ့ကျမဘာမှမလုပ်သေးဘူးနော်အခုကျမတခါလေးလိုက်ရနေပဲတခါလေးပြောလိုက်မယ်ကျမအိုးသူတို့ပါသူတို့မဟုတ်မှတန်းတရားပြောတာပဲငါကမှန်နေတာငါကယူဆိုင်စရာမလိုဘူးငါခေါင်းနဲ့လည်းထည့်စရာမလိုဘူးဆိုပြီးတော့ကျမနေခဲ့တယ်ဒါပေမဲ့ မရဘူးမလေးပတ်စံပေးပြီးတော့တော့ဘယ်ရမှမသိတဲ့ post တွေအယူပေတွေအယူပို့တွေကိုတော့ပတ်စံပေးပြီးတော့များတင်ခိုင်းနေဆိုတော့ရှက်တဲ့ရင်တေလို့ရတယ်အချိန်ချင်းဘုံဘုံလဲပြီးတေရမှာသိလားတိလားကိုပြုတိကံပဲ့တင်တဲ့ကိုထံပြန်လာတယ်ခုနှစ်ရက်တွင်းခုနှစ်နှစ်တွင်းခုနှစ်လတွင်းအကျိုးပေးတယ်ကျမဒီနေထားကိုဘာလို့ရောက်လာတယ်လို့ထင်လဲ ကျမဒီလိုမျိုးစိန်တွေရွှေတွေမြေတွေကားတွေအထိရောင်းပြီးတော့မြန်မာတပြည်လုံးကိုဖြန့်ဖြူးနိုင်တဲ့အစီရောက်လာတာကျမဘယ်အချိန်နေနဲ့ဘလို့စိတ်တက်နဲ့ဒီနေရာကိုရောက်လာတယ်ထင်လဲဟမ်အเจ้าမဲ့တက်တက်ကျမဒီနေရာရောက်လာတာမဟုတ်ဘူးကျောင်းကကျင်းနေတယ်ကျောင်းကတော့စိတ်ဆူးနေတယ်ဟမ်ကြည့်နော်တမိုင်းဆိုတာရှိခဲ့ကျောင်းကောင်းတာရှိမယ်ကျောင်းမကောင်းတာရှိမယ်လူလိုမရအဲ့ဒါတမိုင်းနဲ့လူတယောက်မှာသိလားတမိုင်းဆိုတာမှတ်ကြောက်တင်ခံနိုင်ခဲ့ပြီးသားနော်အဲ့ရောကျမ်းပြီနော် ကျွန်မတီးခံတယ်ပထမအော်မြစ်တာပဲထားတယ်ငါမြစ်တာနဲ့ပဲအနိုင်ယူမယ်ဆိုပြီးတော့ကျွန်မမွေးတယ်ဒါပေမဲ့မရဘူးနော်ကိုကိုရမယ့်အရာကိုကိုလက်ထဲမရဘဲနဲ့သူများရသွားတဲ့အခါကျတော့မစားတဲ့အမေကိုတဲနဲ့ပတ်ပြီးတော့မဟုတ်မတန်တရားကိုပြောတယ် နော်အဓိကကနေမတော့အမျက်လိုချင်တာမဟုတ်ဘူးကိုနမည်လိုချင်တာနစ်ပေါင်းများစွာရေးရှည်သွားရမှာဒီလုပ်ငန်းအဲ့လိုမျိုးမိသားစုဒါမောင်နှမ၃ယောက်ဥဆောင်ပြီးလုပ်တာဆိုအကိုတို့အမတို့ဒါကိုယ့်ကိုလည်းချစ်တယ်ယုံလဲယုံကြည်တယ်ဒရုန်းလေးစွာနဲ့အပြေးလေးလာတာဖြစ်တဲ့အတွက်အဆင်ပြောင်းလုပ်ပေးမယ်ဒရုန်းစီအမျက်နော်အမျက်လိုချင်တာမဟုတ်ဘူးနမည်လိုချင်တာဆိုတော့လူတွေရဲပဲကြီးပေါ်တော့တာနော်အမျက်လိုချင်လို့အသေးကြီးမကြီးလုံးနေတဲ့ကောင်တွေကဒီတိုက်ဟာဒီတိုက်ပဲနော် အမြတ်မလို့ရှင်ပါဘူးเนาะနာမည်ပဲလို့ရှင်ညာဆိုရလူတွေကပဲကြီးပေါ်နေတာကြီးကြီးပါပါဝင်ကြီးပါเนาะဒါကလည်းစိုက်ကိုစိုက်ကိုတမျိုးပါเนาะအပေးခြင်းလို့အာတိလို့ရှိတဲ့ကားတွေရောင်းလိုက်တာဟိုနေပြီးတော့ဖွက်တဲ့ဆိုနေပြီးတော့အဓိကကနေမတော့အမြတ်လို့ရှင်တာမဟုတ်ဘူးနာမည်လို့ရှင်တာဒါရွှေပဲထားလိုက်တော့တပစ္စည်းက50ကြောင်းနဲ့ရွှေနဲ့50တန်းဒီမှာဒီမှာလည်းဆရာမကြီးပဲเนาะပြေးပြီเนาะသူကလည်းဆရာမကြီးပဲ အမအယောတဲ့လက်ခါရင်းနဲ့ကြောက်ဖိုးယူတော့80လောက်စားလိုက်80လောက်ရောင်းလိုက်90တန်းတော့အများအား80ဒါအနေဆုံးတော့90တန်းတော့သူ100ရောင်းရင်လည်းရောင်းမယ်150ရောင်းရင်လည်းရောင်းပါပြီးတချို့လူတွေကဈေးကြီးမှလည်းဝယ်တာတဘောပေါက်လား90တန်းကိုရှင်တို့80ရောင်းလိုက်တယ်သူက30မြတ်သွားတယ်30တန်းပြန်ယူတယ်30တန်းကိုပြန်ရောင်းတယ်အဲ့တော့ရှင်တို့ကလာရောင်းဒါဖြစ်တဲ့ဝယ်ရလဲအမြတ်ပဲရှင်တို့ရှုံးနေတာအဲ့ဒီမှာ ဒီအပိုင်းနဲ့မှာပွဲဖြစ်နေတယ်ရွှေနန်းဒုခကဒုံဒုံလေးနဲ့ပေါ့နော်ဒါကာလောကလူတွေနဲ့ပေါ့နော်ဒါဖြစ်နေတဲ့ပြဿနာလေးတွေကိုအားလုံးနဲ့တိမယ်လို့ထင်တယ်တွေ့မယ်မြင်မယ်လို့လည်းကျွန်တော်ထင်ပါတယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကဘသူမှန်နေမှားတယ်ဆိုတော့ကိုပြောပြပြီးတော့မှလုံးဝမဟုတ်ဖဲနဲ့တော့ကောက်ဝဲခြင်းနဲ့မိတ်ဆွေတွေအန်ယူစာတွေနဲ့ဘာကိုသင်ငင်းစာယူတင်လဲဆိုတော့ဒုဒုအကြောင်းနော် ဆိုတော့ဖြစ်တဲ့ပြဿနာကပေါ့နော်ဒုံလုံးကရင်းတော့ရွှေတွေမြေတွေရောင်းနေပေါ့နော်အဲ့မဒီရဲ့ပိုင်းနေမှာဆိုလို့ရှိရင်ကားလောက်ကတွေသူခြေဆက်လာတယ်ကားတွေရောင်းနေပေါ့ဗျာဆိုတော့သူကားရောင်းတဲ့ဗီဒီယိုကိုကြည့်လိုက်ကြနဲ့ကျွန်တော်တို့ကိုယ်တိုင်မသိရဲပေါ့နော်သူကကားအကြောင်းနားမလဲဘူးကားတော့မကြည့်တက်ဘူးဆိုတော့ကိုကျွန်တော်တို့တန်းပြီးတော့သိတယ်နော်ပြီးတော့သူရောင်းတဲ့ကားတွေဆိုလို့ရှိရင်လည်းပေါ့နော်ဟိုဟင်းရွက်ကစုံရောင်းတယ်လို့မျိုးသူရောင်းတာ ကားကြောင်ကိုဘာမှအောင်နားမလဲဘူးဆိုတာကျွန်တော်တို့တန်းသိတယ်ဆိုတော့သူ့စီကိုလာဝဲတဲ့သူတော်တော်များများကလည်းသူ့ကိုချစ်လို့ခင်လို့ယုံကြည်လို့ဆိုရဲပေါ့နော်အဲ့ဒီအကြောင်းအရာတစ်ခုတွေနေပဲလာပြီးတော့ဝယ်ကြရဖြစ်တယ်လို့ကျွန်တော်တို့ကားကြောင်နားလေတဲ့သူဆိုတာလေတိတ်မပေါအောင်ဆိုတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ပြီးတော့သူရောင်းတဲ့ကားတွေကလည်းအဲဒရုန်းလေးရောင်းတဲ့ကားတွေကလည်းပေါ့နော်သူကလည်းပါချင်းပါလိမ့်မယ်ဒါပေမဲ့အများစုကသူများကားတွေကိုယူရောင်းပေးတာအဲ့ဒီအခါမှာ ဘလို့လူတွေရောက်ဝင်လာတာလဲဆိုတော့ဗောနော်တကယ်ဒီကာလောက်ကတည်းကကျင်းလည်နေပြီးသားလူတွေဗောနော်ဂျင်းကောင်တွေကဘာလို့လဲဆိုတော့သူတို့ရဲ့ဗောနော်နှိရှိလာများရောင်မထွက်တဲ့ကားတွေဂျူကားတွေကိုအမြင်လောက်ရှယ်ရှွားပြီးတော့ဒုံဒုံလေးကိုလာရောက်ခိုင်းတာဒုံဒုံလေးကလူချစ်လူခင်ပေါ်တယ်ဂျင်းလာထိခိုင်းအောင်လာရဲတော်တော်များလဲသူ့ကိုချစ်လူခင်လာဝဲကြတာတီးတဲ့အပေါ်မှာသူ့ကိုခူးဒုံလုပ်ပြီးတော့အဲ့ဒီကားကိုသူ့လာရောက်ခိုင်းတာ ဲ့ဒရုန်းလေးကလည်းကားကြောင်ကိုတိကျနားမလဲဘူးနားမလဲတော့ကားတွေကိုရောင်းပေးတယ်ရောင်းပေးတဲ့အခါမှာဆိုလို့ရှိရင်ကားကြောင်တိကျွမ်းနားလေသူတွေကဟာဒီကကြိုကားပါတို့တိတယ်ဆိုတဲ့အရာကိုထောက်ပြလိုက်တဲ့အချိန်မှာပြဿနာတက်တာအဲ့တော့ဘသူမှားလဲမှန်လဲဆိုတော့ကျွန်တော်မပြောဘူးပေါ့နော်ဒါရောင်းတဲ့သူကလည်းခူလုံးလုပ်ပြီးတော့ရောင်းခံရတယ်နော်ဝယ်တဲ့သူကလည်းဂျင်းကောင်းမိသွားတယ်နားတဲ့သူကလည်းပြောတယ်အဲ့ဒီခါမှာပြဿနာတက်လာတယ်ပေါ့ဗျာဆိုတော့ဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတော့ကျွန်တော်ပြောတဲ့အရာပေါ်မှာကိုယ့်ကိုယ်ခြေခံပြီးစဉ်းစားလို့ရတယ် ဟိုပထမပြောတဲ့အမတရားကတော့ဒုံဒုံလေးဆိုတဲ့တရားဆိုလို့ပဲဗျာနော်ကျွန်တော်တော့မသိပါဘူးဆိုတော့ဒီတိမှာတော့ဇောနီလာထဲဆိုလို့ပဲသူလေးဝင်ပြောထားတာတွေ့ပါတယ်ဆိုတော့နောက်ဆုံးဒီကောင်လေးတရားပြောတာကတော့ဒေါ်တော်ကြီးအချိုးအချောင်းအော်စီလီယောလေးဗျာနော်ကာကာဒီချင်းသမားတွေပေါ့နော်အပွေစားပွေစားချင်းသမားတွေကနေပြီးတော့ချင်းကားတွေပေါ့အဟိုတဆင့်နော်အဲ့လိုပို့ပြီးတော့ချင်းထိခိုက်တာဗျဆိုတော့ဒီကားတွေပါတယ်ဝယ်ရင် အရန်သတိထားဖို့လိုပါတယ်เนาะချင်းသမားတွေစောင်းရမ်းကိုပေါ်ပါတယ်ဗျာเนาะကာလောကမှာချင်းသမားတွေတော်တော်ကြီးများပါတယ်ကာကာစက္ကန့်တွေပါတယ်အဲ့လို brand new တော့မပြောလို့ပါဘူးเนาะဒီစက္ကန့်တွေပါတယ်အဟောင်းတွေပါတယ်ဝတော့မယ်ဆိုရင်ဒီချင်းသမားတွေကိုအရန်သတိထားကြပါချင်းကားတဲ့ရန်ရန်ရန်များပါတယ်လို့เนาะ